အားလုံးမင်္ဂလာနံနက်ခင်းမှကြိုဆိုလိုက်ပါရစေ။ရန်ကုန်မြို့ရဲ့မင်္ဂလာနံနက်ခင်းလေးကနေပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကားချစ်သူမိဘပြည်သူများအားလုံးကိုကြိုဆိုလိုက်ပါရခင်ဗျာ။ကျွန်တော်တွေ၄ရက်၅ရက်နေ့၂ရက်ကျွန်တော်ပိတ်သွားပါရနော်။ကျွန်တော်ကုမိုကန်းတို့ညာဒီနေ့ကတော့ကျွန်တော်တို့၆ရက်နေ့ပြန်လည်ပြီးတော့ဖွင့်လှစ်ပါပြီ။ပုံမှန်ကျွန်တော်တို့ကားနဲ့ပတ်သက်ပြီးတော့ကားလေးတွေကိုအယောင်းဝယ်အလဲထက် နော်ပြန်လဲပွဲဦးပေးခြင်းပြန်လဲပြီးရောင်းချပေးခြင်းပြန်လဲပြီးတော့အလဲထက်ပြုလုပ်ခြင်းတွေကိုပြန်လဲပြီးဆောင်ရွက်ပေးနေပါတယ် after sales service အနေနဲ့ကားနဲ့ပတ်သက်ပြီးတော့ license တန်းတိုးတွေအမိပြောင်းတွေကားအာမခံထားခြင်းတွေကိုတနေရာထဲမှာ one store အနေနဲ့ဆောင်ရွက်နိုင်တဲ့နေရာကိုမိုးကားနုပညာမှမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာ Okay ကျွန်တော်တို့ဒီအဲကားလေးတွေအစ်စ်များစွာထပ်မံရောက်ရှိနေတယ်ဘယ်လိုကားလေးလဲဆိုတော့ကျွန်တော်စလုံးကားတွေကဆိုလို့ရှိရင်ခွန်တိုင်းအဆန့်လိုကားမျိုးလေးတွေ ပြီးတော့ရောစုစကီ CS ရုပ်ပြောင်းလိုကားမျိုးလေးတွေအပြင်ကို Chevrolet Chevrolet Malibu လိုကားမျိုးလေးအဲအစ်စ်တွေများတော့ထပ်မံရောက်ရှိနေတဲ့အပြင်ကိုခုံသုံးတန်းကားတွေကနေပြီးတော့အစ်စ်ရောက်ရှိနေတဲ့ကားဆိုလို့ရှိရင် Capriva Chevrolet Capriva လိုကားမျိုးတွေပြီးတော့ရောကျွန်တော်တို့အောက်ပိုင်းမြင်းမြင်းနဲ့ Brilliant V3 လိုကားမျိုးတွေကတော့အနီအောင်လေးတွေအဖြူအောင်လေးတွေထပ်မံပြီးရောက်ရှိနေပါတယ်ဒီနေ့မနေ့မှာတော့ကျွန်တော်တို့စောစောစီးစီးပဲเนาะမင်္ဂလာနေ့လေးလို့ပြောလို့ရတယ်စောစီးဒီ အာဒီက Type 3လေးကတော့ဆင်ရန်ရရှိသွားတဲ့ကားလေးဖြစ်ပါတယ်နော်အဒီနေ့မနေ့မှာပဲကျွန်တော်တို့ဒီနေ့အဲကျွန်တော်တို့ဗီဒီယိုလေးတွေကိုအစင်ဆက်အားပေးတဲ့မိတ်ဆွေတွေကျွန်တော်တို့ရှိပါတယ်နော်အဲကျွန်တော်တို့ဘယ်နေ့ပြိ့မယ်ဘယ်နေ့ဖွင့်မယ်ဆိုတာလည်းသိတယ်ဒါပေမဲ့မသိသေးတဲ့မိတ်ဆွေများအားလုံးလည်းသိရှိသွားအောင်လို့ကျွန်တော်တို့ဒီနေ့ပြန်လည်ပြီးတော့မင်္ဂလာရှိသွားပြန်လည်ဖွင့်လှစ်ပါပြီအဲပြိ့ရက်ကတော့စနေနေ့မရှိပါဘူး အဲကျွန်တော်တို့ဝန်ထမ်းတွေကတော့ကျွန်တော်တို့အလှည့်ကျအနေနဲ့နားသလိုကျွန်တော်တို့ပိရက်ကကျွန်တော်အဲ့လိုအခါကြီးရဲ့ကြီးတွေလားပြည့်ကြီးတွေကျွန်တော်တို့သတင်းကျွတ်တစောင်းတိုင်းပြီးတော့ရင်ကျွန်တော်တို့မဟာတကြံတကြံလိုကာလမျိုးတွေကိုကျွန်တော်ပိရက်အဖြစ်သတ်မှတ်ပြီးတော့ချုပ်တင်ပြီးတော့ဂျင်ညာချင်းတွေပြုလုပ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာကိုမိုကားတို့ညာဒီမှာ Saturday ဆိုလို့ရှိရင်ကျွန်တော်တို့အပတ်စဉ်အပတ်စဉ်တိုင်းကျွန်တော်တို့ live လေးတွေထုတ်လွှင့်နေ Sunday ဆိုရင်လည်းဖွင့်ပါဖြစ်ပါတယ်နော်ပိရက်ကိုမရှိပါဘူး ်အခါကြီးရဲ့ကြီးတွေပိတ်ပါတယ်ဒီနေ့ကတော့ပြန်လဲဖွင့်ပြီးတော့မင်္ဂလာရှိသွားဖြင့်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကြိုဆိုလိုက်ပါတယ်ကားလေးတွေများစွာကိုတနေရာထဲမှာရွေးချယ်ဝယ်ယူခြင်းတော့ကျွန်တော်တို့လုပ်ငန်းသုံးကားလား EV ကားလားကျွန်တော် C ကားလေးတွေလားเนาะကျွန်တော်တို့များစွာကိုတနေရာထဲမှာကျွန်တော်တို့ရွေးချယ်ဝယ်ယူခြင်းတော့ကုမိုးကားနုပညာစီကြွလန်းခဲ့ကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ အားလုံးမင်္ဂလာရှိလာတဲ့အချိန်ကာလမှာအားလုံးအေးချမ်းသာယာစွာရှိကြပါသည်စီးပွားရေးတွေကောင်းကြပါသည်အနေရကင်းကြပါသည်ဘေးတွေရှင်းပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတိုးတက်အောင်မြင်ကြပါသည်အားလုံးเนาะကျွန်တော်စီမှာရှိတဲ့ကားလေးတွေကိုကျွန်တော်လိုက်ပြပေးပါမယ်ခင်ဗျာအားလုံးရှင်လည်းချမ်းမြေ့ကြပါသည်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်စီမှာအတိတ်ထမှန်ရောက်ရှိတဲ့ကားလေးနဲ့မိတ်ဆွေတို့အနေနဲ့မျက်မြင်ကြည့်ရှုဝယ်ယူနိုင်တဲ့ကားလေးတွေကိုအသေးစိတ်လိုက်လံပြသပေးပါမယ်ဘွဲ့ပြကျွန်တော်ဒီရှင်းမှာဆိုရင်တော့ GAC GS7 မော်ရီယာနဲ့တော့မော်ရီ2018 အင်ဂျင်ပါဝါ2.0မှာတာဝန်နဲ့ရရှိပါမယ်ခင်ဗျာကျွန်တော်အနက်ရောင် color လေးပြကျွန်တော်ဒီမှာဆိုလဲ online brand ကမေးကြတဲ့ကချစ်သူမိတ်ဆွေများအတွက်ပေါ့နော် online asan 2019 model လေးရှိမယ်ဗျကျွန်တော်ဒီမှာဆိုလဲ3600အောက်မှာအမေးများကြတဲ့ကချစ်သူမိတ်ဆွေများအတွက်ကျွန်တော် total value ရွေးချယ်ဝယ်ယူနိုင်ပါမယ်ကျွန်တော်တို့2008 model အင်ဂျင်ပါဝါ1000စီနဲ့ရရှိပါမယ်ဗျကျွန်တော်ဒီဘက်ဘေးမှာဆိုရင်လဲ total width လိုမျိုးကားမျိုးတွေလဲအပြည့်ထမှန်ရရှိတာအပြင်ကိုကျွန်တော်အထဲမှာဆိုရင် Japan Malibu လို့ကားမျိုးလေးရွေးချယ်ဝယ်ယူနိုင်မယ်ကျွန်တော်ပြီးတော့ Suzuki CS ဆိုရင်2020မော်ဒယ်ကျွန်တော်ရုပ်ပြောင်းရုပ်ဟောင်းပေါ့နော်မိတ်ဆွေအနေနဲ့မျက်မြင်ကြည့်ရှုပြီးတော့ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကုန်သုံးနှန်းကားအောင်မှာလုပ်ငန်းသုံးကားရလိုချင်တယ်ဆိုရင်တော့ကျွန်တော် Toyota Evzan လို့ကားမျိုးရှိမှာဗျာ Nebari မှာသုံးမယ်ဆိုလည်းတော်တော်လေးအဆင်ပြေတယ်2.4 2mm နဲ့ရရှိပါမယ်ခင်ဗျာကျွန်တော်ဒီဘက်မှာဆိုရင်လည်း feeder တွေကမှကျွန်တော်ရုပ်ပြောင်း2017 model နဲ့ရွေးချယ်ဝယ်ယူနိုင်ပါမယ် ကျွန်တော်ဒီဘက်မှာဆိုရင်ကားသေးတဲ့ဖြစ်တယ် Suzuki Swift GLA လေးရှိပါမယ်ခင်ဗျာ2019 model ဖြစ်မယ်ညเนาะ Suzuki Swift GLA ဒါလေးကတော့ကျွန်တော် show number 1 channel number 1ထဲမှာရှိရကားလေးပဲဖြစ်ပါတယ် show number 2ထဲမှာဘယ်လိုကားမျိုးလေးရှိမလဲဆိုတော့လိုက်လံပြီးတော့ပြသပြပါမယ်ဗျာဟုတ်ကဲ့ဗျာဒါလေးကတော့ကျွန်တော် show number 2ထဲမှာရှိရကားလေးပဲဖြစ်ပါတယ်ကျွန်တော် show number 2ထဲမှာဆိုရင်တော့ Villian V3 ကားလေးကအမေးများရတဲ့ကားချစ်သူမိတ်ဆွေများအတွက်ဆိုရင်ကျွန်တော်ဒီမှာအဖြူရောင် color လေးရွှေချယ်ဝယ်နိုင်မဲ့အပြင်ကျွန်တော်အနီရောင် color လေး တစည်းအလုံးပေါင်းနှစ်စည်းရွေးချယ်ဝယ်နိုင်ပါမယ်။ကျွန်တော်ဒီဘက်မှာဆိုရင်လေဆိုးကြီး DA3 တွေကမင်းများကြတဲ့ကာချစ်သူမိတ်ဆွေများတို့ရှာရှာပပလေးဆိုးကြီး DA3 ကလေးအဖြူရောင်လေးအတိတ်မှန်ရောက်ရှိရပါတယ်။ကျွန်တော်ဒီဘက်ဘေးမှာဆိုရင်တော့0 kg brand new စီးကျင်နေဆိုတဲ့ကာချစ်သူမိတ်ဆွေများတို့ပေါ့နော်။ Town Fan DFK ရှိတဲ့အပြင်ကျွန်တော်တို့4 bus 77 Pro ကားလေးတွေရွေးချယ်ဝယ်နိုင်ပါမယ်ခင်ဗျာ။ကျွန်တော်တို့ခုံသုံးနှံကားအောင်မှာတိုတာ brand နဲ့စီးကျင်နေဆိုရင်တော့ကျွန်တော်တို့စီမှာတိုတာ rust အနီအောင်ကျွန်တော်တို့အဖြူရောင်ရွေးချယ်ဝယ်နိုင်ပါမယ် တော့ဒီဘက်မှာဆိုရင်လည်း JC brand နဲ့က JC GS4 ရွေးချယ်ဝယ်ယူနိုင်မဲ့ပြောကျွန်တော်ဒီဘက်ဘေးမှာဆိုရင်လည်းခီးသွားရာသီမှာလူကြိုက်အများဆုံးကားလေးဖြစ်တဲ့ Toyota Alpha 4 2000 model လေးရွေးချယ်ဝယ်ယူနိုင်မှာပါခင်ဗျာကျွန်တော် slide တစ်ချက်ပါဝင်သွားမယ်ဗျာကျွန်တော်ဒီနောက်မှာဆိုရင်လည်း Forbes on T77 Pro ကိုမှာကျွန်တော်တို့ကီလိုလေးကတော့တပေါင်းစွန်းစွန်းတော့ရှိမယ်တပေါင်းနဲ့300ကီလိုမီတာလောက်တော့ရှိပါမယ်2024 model နဲ့ရွေးချယ်ဝယ်နိုင်ပါမယ်ခင်ဗျာအဖြူအောင် color လေးပြ ကျွန်တော်ဒီဘက်မှာဆိုရင်လည်း Toyota Kluger တွေကအမေးများကြတဲ့ကတ်ချစ်သူမိတ်ဆွေများတို့က 5G ကိုမှကျွန်တော်တို့2003 model နဲ့ရရှိမဲ့ Toyota Kluger လေး5ဖြစ်ပါတယ်။ကျွန်တော်ဒီမှာဆိုလဲ Harvey Brand ကအမေးများကြတဲ့ကတ်ချစ်သူမိတ်ဆွေများတို့က Harvey H6 ဆိုတဲ့ကားကြီးပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဗျ။ဒါလေးကတော့အခုမိတ်ဆွေတို့ပြသပြီးခဲ့တာ showroom number 2 channel number 2ထဲမှာရှိတဲ့ကားလေးတွေပဲဖြစ်ပါတယ်။ကျွန်တော် showroom number 2ရှိမှဆိုရင်တော့ကျွန်တော်ပြသဖို့ကြံခဲ့တဲ့ဒီဇီးကတော့ Toyota Crown လေးလက်ပြအောင်လေးဒီဇီးရှိမယ်ဗျာနော်။ဒီကားလေးရှိ ရွေးချယ်ပွဲနာမှာမယ်တောင်စင်ဖိုးမော်တယ်ပါကျွန်တော်တိုးတာ ground ဆိုရင်ကျွန်တော်အဖြူရောင်အဖြူရောင်တစည်းရွေးချယ်ပွဲနာမယ်ပြီးကျွန်တော်အခုပြသပေးနေတဲ့နတ်ပြအောင်လေးတစည်းရွေးချယ်ပွဲနာမယ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ပြကျွန်တော်လည်းဒူ show နံပါတ်၄မှာဘလို့ကောင်မျိုးလေးရွေးချယ်ပွဲနာမယ်လဲဆိုတော့ live လမ်းပြီးပြသပေးမယ်ဗျာ